ငယ်လေတန်းကြောင့်မြန်မာနိုင်ငံဟာတကြံရီကြတဲ့တီမကြတဲ့တီကို အများပြည်သူကဝေဖန်ဆုတ်ဖြတ်နေခဲ့ကြလျက်ရှိပါတယ်။ထို့အချိန်မှာထိုင်းနိုင်ငံတကြံကအရန်ကိုစီကားတိုက်မြင့်လျက်ရှိပါတယ်။ထို့ကြောင့်မြန်မာနိုင်ငံကတချို့သောသူတွေဟာထိုင်းနိုင်ငံတကြံကိုသွားရောက်လဲပတ်ကောက်ခုံကြလျက်ရှိပါတယ်။ ငယ်လျေတဲ့ကြောင့်ပြည်သူတွေကအသက် OH စီစဉ်ဆုတ်ဆုတ်လျက်ရှိပါတယ်။ဝမ်နဲ့ပက်လက်ငိုကြွေးနေမိစားတချမ်းရည်နဲ့ဆေးလိုက်ပါလားဆိုပြီးတချို့ကလည်းပြောဆိုနေခဲ့ကြလျက်ဖြစ်ပါတယ်။ပြန်လည်ထူထောင်ရေးအတွက်လူငွေတွေအများကြီးလိုအပ်နေသေးသည့်မြန်မာနိုင်ငံတချမ်းကတော့လောဝကဲဖို့မသိတော်တဲ့တချမ်းတစ်ခုဖြစ်ကြောင်းကိုတချို့ကလည်းပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံတချမ်းမှာတော့ယခုဆိုရင်ရေလောင်းတဲ့သူအနှဲငယ်သာရှိနေခဲ့ပေမဲ့ ထိုင်းနိုင်ငံမှာတော့မြန်မာတွေတကြံပွဲဆင်နွှဲပြီးရပ်ဖြက်ကလူတက်မှုတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်မြန်မာလူသမားတွေဟာအပျော်ပါအယံမဲခတ်တာဖြစ်ပါတယ်ထိုင်းနိုင်ငံတကြံမှာမြန်မာတွေဟာအချင်းချင်းရပ်ဖြက်ပြီးလူတက်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်ထို့ကြောင့်သူတို့ကိုယခုချက်ချင်းပဲထိုင်းနိုင်ငံကရဲတွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်ဘလို့မှမဖြစ်သင့်တဲ့အကြောင်းအရာတွေဟာမြန်မာနိုင်ငံသားတူတွေဟာထိုင်းနိုင်ငံနဲ့တွားရောက်ရန်ဖြစ်ခဲ့တာဖြစ်ပါတယ် မြန်မာနိုင်ငံမှာတော့ငလျင်ဒဏ်ကြောင့်အလူးလဲခံနေရပြီးဒုက္ခအတိနဲ့ဝေဆာနေခဲ့ကြပြီဖြစ်ပါတယ်။ဆောက်ဦးတွေဟာယခုချိန်မှာလောဝပြုပြလို့မရအောင်ပျက်စီးသွားခဲ့ပြီဖြစ်ပြီးပြည်သူတွေရဲ့ဒဏ်ရာဟာလည်းပိုမိုနှစ်နဲလာလေရှိပါတယ်။တချို့သူတွေဟာစာနိုင်စိတ်မက်ခတ်တာလားဆိုပြီးပြောဆိုရလာအောင် ကျင်နာတရားတွေကဲမဲ့နေခဲ့ကြတာဖြစ်ပါတယ်။အပျက်စီးကြတဲ့မှာငိုယူသူတွေရှိနေခဲ့တယ်လို့အပျက်စီးကြတဲ့မှာလည်း ဘဝတွေဆုပ်ဆုပ်မြုပ်သွားတဲ့သူတွေအများကြီးရှိနေခဲ့ပါတယ်။ငယ်လျက်တည်းကကြောင့်ယခုချိန်မှာအကုန်လုံးဝမ်းနွဲပူဆွေးနေတဲ့အချိန်မှာအဆိုတော်တော်များများဟာလည်းမသိချင်အောင်ဆောင်ပြီးရှိုးပွဲတွေတကြံပွဲတွေကိုတွားရောက်တိတ်တိတ်တီဆိုနေခဲ့ကြတာဖြစ်ပါတယ်။ပြည်သူတွေထမင်းစင်တွေပြည်သက်တွေဆိုပြီးဆိုတော့ဒီဟာခွဲခြားခဲ့ပြီမဲ့လည်းယခုချိန်မှာပတ်စံရာရေကူတာအဓိကအယုံဆိုင်လျက်ရှိပါတယ်။ထို့ကြောင့်တချို့သောသူတွေဟာ အရန်အရန်ကိုစိုက်နာနေခဲ့ကြလျက်ရှိပါတယ်။ငယ်လျက်တန်းကြောင့်ယခုချိန်မှာတည်ဆောက်သူဟာတစတစပုံမှုများပြားလာလျက်ရှိပါတယ်။ထို့ကြောင့်တကြံပွဲကိုနိုင်ငံတော်အစ်စ်အနေနဲ့ရန်နာထားခဲ့ပေမဲ့လည်းယခုချိန်မှာပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ထို့ကြောင့်တကြံအကျတကြံမှာကဲတဲ့သူတွေဟာအများပြားပြန်လည်ထွက်ပေါ်လာခဲ့ကြတာဖြစ်ပါတယ်။ဘလို့မှမဖြစ်သင့်ဘူးဆိုပြီးပြောနေခဲ့ပေမဲ့လည်းယခုချိန်မှာတကြံပွဲကိုဆင်နွှဲတဲ့သူတော်တော်များများဟာ ယခုချိန်မှာထပ်ပေါ်လာခဲ့ကြပြီဖြစ်ပါတယ်။တချို့ကလည်းထိုင်းနိုင်ငံနဲ့တွားကြပြီးမြန်မာနိုင်ငံမှာတကြံကြတဲ့သူတွေကိုတိတ်တိတ်လေးခိုးဆဲနေခဲ့ကြလည်းရှိပါတယ်။ထိုင်းနိုင်ငံကအလုံသမားတချို့ဟာလည်းယခုချိန်မှာရန်ပွဲကိုဆင်နွှဲပြီးတကြံကိုပျော်ပါလျက်ရှိနေခဲ့ကြပါတယ်။လူအပ်ပဲဒေါသရှိထားမိတဲ့အတွက်ယခုချိန်မှာခိုက်ရန်ဖြစ်ပွားမှုလူသေမှုတွေဖြစ်ပြီးဘဝတွေပြစ်ခတ်ကြရပြန်ပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံတွင် ရဖြစ်ခဲ့သောသူတို့ကိုတက်တေတရကားနဲ့မိခဲ့သောကြောင့်ထိုင်းရဲတွေကယခုချိန်မှာဖမ်းဆီးချုပ်နှောင်ခဲ့ပြီးဖြစ်ပါတယ်။အားလုံးပဲကျေးဇူးများတင်ပါတယ်။